မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ကိုရည်ညွှန်း၍ထောင်ချနေသော ရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်ကိုတွေ့ဆုံခွင့်မပေးနိုင်အာဆီယံအစည်းအဝေးတို့မင်းအောင်လိုင်းကိုတက်ခွင့်ဆက်ပိတ်ပင်မှုပေါ်ဇော်မင်းထွန်းဒေါသတကြီးတုံ့ပြန်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မြန်မာဒီမိုကရေစီကောင်ဆောင်နဲ့လူထုကောင်ဆောင်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရင်းညွှန်း၍ထောင်ချနေသောရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်ကိုတွေးဆောင်ခွင့်မပေးနိုင်ကြောင်းအကြံဖက်ဆောင်မင်းထွန်းကရမန်နေ့ကပြောဆိုလိုက်ပါတယ် အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးသို့မင်းအောင်လှိုင်ပါဝင်နိုင်ငံရေးရာထူးရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ်အကြမ်းဖက်ဆော်မင်းထွန်းကထို့ထို့တုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါသည်အကြမ်းဖက်မင်းအောင်လှိုင်နေဖြင့်2021ခုနှစ်အာဆီယံကောင်ဆောင်များနှင့်တွေ့ဆုံရာတွင်မြန်မာနိုင်ငံအခြေအနေကိုတွားရောက်ရှင်းပြခဲ့ကြောင်းဘုံသဘောတူညီချက်၅ချက်ဆိုသည်မှာစည်းဝေးပြီးမှထွက်လာခြင်းဖြစ်ကြောင်းထို့ရာတွင်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတက်နိုင်သမျှလိုက်နာခဲ့ကြ ောင်းထောင်ကျနေသောရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်းအကြံဖက်ဆောင်မင်းထွန်းကပြောဆိုပါရယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လက်ရောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့တွေဖြင့်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇမှုနဲ့ကျူးလွန်ပြီးရာဇဝတ်ဖြစ်တန်ခံနေရတဲ့ထောင်ကျတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမပေးပါမယ်။ဘယ်နိုင်ငံမှာရောတွေ့ဆုံခွင့်ပေးပါတယ်လဲလို့ မေကွန်ထုတ်ချက်မှားတယ်ဟုဇော်မင်းထွန်းကပြောပါတယ်။အကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်များကိုစူးစမ်း၍လိုက်နာခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ချက်မြန်မာနိုင်ငံကမလိုက်နာ၍ နိုင်ငံရေးယာရုများကိုရှိသူများကိုအာဆီယံထိပ်သီးစည်းဝေးတက်ခွင်ဆက်လက်ပိတ်ပင်သည်ဆိုသောသတင်းများကိုအတိုက်ခံမီဒီယာများကဇက်တိုက်ထုတ်လွှင့်လျက်ရှိကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်တနိုင်ငံ၏ပြည်တွင်းရေးကိုတနိုင်ငံကမဆွဲဖက်ခြင်းဟုသောအခြေခံမူကိုလိုက်နာသင့်ကြောင်းအကြံဖက်သောမင်းထွန်းကဒေါသတကြီးတုံ့ပြန်သွားပါသည် အာဆီယံအဖွဲ့ဝင်များအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာပိုင်ဆိုင်မှုတန်းတူညီလိုရှိမှုနဲ့နိုင်ငံတည်တံ့ခိုင်မြဲမှုအမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိတဲ့အခြေခံမှုတွေကိုအမြဲတည်းပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံအဖွဲ့ကြီးစတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးအဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ ချတာအာဆီယံဝေးအာဆီယံစပရစ်ကိုလိုက်နာမည်ဆိုရင်အာဆီယံအဖွဲ့ကြီးပိုမိုစီလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်မယ်လို့ပြောကြားကြမှာတွင်ဟုအကြံဖက်ဆောင်မင်းထွန်းကပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်းကို2021ခုနှစ်ကလေးကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးများသို့တက်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြန်မာပြည်နေဆက်ဖြတ်ကျော်မှုကင်းများ၏ကမ္ဘာလုံးဆိုင်ရာဗဟိုချက်ဖြစ်လာမြမရေးတစုံလုံး ICC တို့လွှဲရတဲ့အမတ်ကြီးထက်လောင်းတောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံသည်နေဆက်ဖြတ်ကျော်မှုကိမျှအတွက်ကမ္ဘာလုံးဆိုင်ရာဗဟိုချက်တစ်ခုဖြစ်လာပြီးဒေတာတွေနဲ့အခြားနေရာအနှံ့ပြားတို့ပါကြီးမားသောစိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းတမ်းမဲကြီးဦးကျော်မှုထုံးကပြောပါရယ်အော်တိုဝါ28ရက်ကုလသမဂ္ဂတွင်ကျင်းပသည့်မြန်မာလူခွင့်ရေးချိန်နေဆိုင်ရာအပြန်လည်ဆွေးနွေးသည့်အစည်းအဝေး၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမဲကြီးဦးကျော်မှုထုံးကဆွေးနွေးစဉ်အထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့သလို ရင်းတို့ဗဟိုချက်ဖြစ်လာကြမှာတရားဥပဒေစိုးမိုးမှုပြိုလဲခြင်းပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုစေယုစုခန်းစားနေရခြင်းနဲ့စေယုစုနဲ့၎င်း၏နေချားဆောင်တပ်များကရောင်းစုကိုင်းများအတွင် လုံခြုံသည့်ရဝတ်များကိုရည်ရွယ်ချက်ရှိရှိဖန်တီးပေးထားခြင်းကြောင့်ဟုလည်းဆိုပါရယ် ရှင်းရှင်းလေးပါပဲအရှိန်မြောက်ကြားဖြန့်ဌာနချုပ်လောက်ကိုင်းဆိုတာကလည်းစစ်တဲ့ဩဇာကံမင်းအောင်လိုင်းတို့လက်သက်မွေးထားတဲ့ကောင်းတွေပဲအရှိန်မြောက်ပြိုတော့ထိုင်းနေဆက်ရောက်လာတဲ့လက်ခံထားတဲ့ BGS ဆိုတာမင်းအောင်လိုင်းရဲ့လက်ဝေကံပဲတရုတ်ကလာဖြိုပေးမယ်အခုဒီရွှေကုတ်ကိုမှကြားဖြန့်တွေအေးစေပဲဘာကြောင့်လဲဆိုတဲ့အဖြေကိုအခြေခံပညာအလေတန်းအစင်လောက်ဆိုလွဲတကူသိတယ်ဟုမုံရအခြေဆိုင်တက်ကြွလှူရှာသူတို့ကဆိုပါတယ် ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှိစစ်တပ်လောက်ခံနေကြဆောင်တပ်များထိန်းချုပ်ထားသောနေရာများတွင်အွန်လိုင်းလေလံမှုစကန်ကြီးများဖွင့်လှစ်ထားပြီးရင်းစကန်များ၌ကမ္ဘာတဝမ်းမှလူကုန်ကူးခံရထားသည့်တားကောင်တိုင်းနေချီရှိကြောင်းတမ်းမဲကြီးကဆိုပါသည် မြန်မာနိုင်ငံတွင်အခြေပြုသည့် online လိမ်လည်မှုများသည့်ယခုအခါဒေတာရင်းနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့အပေါ်မှာပါကြီးလေသောရိုက်ခတ်မှုများရှိလာခဲ့ပြီးဖြစ်ကြောင်း cyber လိမ်လည်မှုလုပ်ငန်းများ၏စစ်မြစ်ကိုဖြည့်ဆည်းနိုင်မှုမရှိခြင်းကြောင့်လက်ရှိဆောင်ရွက်မှုများသည့်ရေးတို့အတွက်သာတတ်တရာရရှိနိုင်သည့်ရလက်ကိုဖြစ်ပေါ်စေခဲ့ကြောင်းထို့ပြင်ထို့ထို့သောတရားမဝင်စီးပွားရေးလုပ်ငန်းများသည့်မူရင်းစေဝါထုတ်လုပ်ခြင်းနှင့်ရောင်းဝယ်ပေါက်ကားခြင်းတို့ကိုလည်းပုံမှန်အပြည့်ပင်လျက်ရှိပြီးမြန်မာနိုင်ငံအားကမ္ဘာအကြီးဆုံးဘိန်းနှင့် မက်တာဖက်မင်းထုတ်လုပ်တဲ့နိုင်ငံဖြစ်ကိုရောက်ရှိစေကဒေတာရင်းငင်းချမ်းတာယာဝပြောရရာချင်းချောင်းမှုပြုလုပ်လျက်ရှိကြောင်းအတမ်းမဲကြီးကဆိုပါတယ်။ မုံရည်စေ WY ဆိုတာစစ်တပ်အာဏာတက်ရောက်တဲ့မြို့တိုင်းမှာလမ်းထိပ်လောက်ထွက်ရင်ကိုတပြားကို980အလုံးစုံ1000လောက်နဲ့ရနေပြီဟုမုံရွာတက်ကြွလှူရှာသူကပြောပါရယ်ဆက်လက်ပြီးတမ်းမဲကြီးကမြန်မာနိုင်ငံတွင်စစ်တပ်၏အရက်ဆက်ဆုံးလူခွင့်ရေးချိုးဖောက်မှုများနဲ့တရားမဝင်တူရောင်ရွှေကောက်ပွဲများကြောင်းပြောကြားခဲ့တယ်လို့ကုလသမဂ္ဂတွင်မှုချုပ်၎င်း၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လူခွင့်ရေးမဟာမင်းကြီးနဲ့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးအစီအကံစာတင်သွင်းသူတို့ကဆေးရုံစု၏အထူးရောင်ရွှေကောက်ပွဲပေါ် ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်များအတွက်ကျေးဇူးတင်ကြောင်းနှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပါဝင်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်လည်းစေအုပ်စု၏အတွင်ရောက်ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းအထွေထွေညီလာခံနှင့်လူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များနှင့်လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များတွင်ထည့်သွင်းခဲ့ကြောင်းသိရပါသည် လူခွင့်ရမအမင်းကြီးတောင်းဆိုထားတဲ့အတိုင်းလုံခြုံရေးကောင်စီနေဖြင့်မြမရေးကိစ္စတစ်စုံလုံးကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC တို့လွှဲပြောင်းတင်သွင်းရန်ထပ်လောင်းတောင်းဆိုကြောင်းလည်းတမ်မဲကြီးကဆိုပါရယ်မန္တလေးဒေသဒေါ်လာယီထိန်ချုပ်နယ်မြေခြေဆိုင် NND အမတ်တဦးကတရုတ်နဲ့ရုရှားဗီတိုအာနာရှိနေတဲ့လုံခြုံရေးကောင်စီကနေနောက်ဆက်တွဲပါအရေးယူမှုမှမပါတဲ့2669ထက်ဘာမှမျှော်လင့်လို့မရဘူးဆိုပေမဲ့တမ်မဲကြီးနေနဲ့တောင်းဆိုစရာရှိတာတောင်းဆိုရမှာပါပဲဟုပြောပါရယ် ိုင်ငံတကာအရာစုခုံရုံးနေဖြင့်မင်းအောင်လိုင်အားဖန်ဝရန်ထုတ်ရဲ့အချိန်ကာကြာတဲ့နေပြီဖြစ်ကြောင်းရှင်းတို့ဖန်ဝရန်ထုတ်မှသာလျင်လူမဆန်သောရာစုသားများနေဖြင့်၎င်းတို့ကျူးလွန်နေသော လူမဆန်သောရာစုမှုများအတွက်လွန်လန်းမရှိကြောင်းကိုပြတ်သားစွာသတင်းစကားပေါ်နိုင်ပြီဖြစ်ကြောင်းတမ်မဲကြီးကပြောပါရီ ကုလသမဂ္ဂလုံခြုံရေးကောင်စီမြမရေးဆုံးဖြတ်ချက်နှစ်669ကို2022ခုနှစ်ဒီဇင်ဘာ21ရက်မှာကန့်ကွက်သူမရှိအတည်ပြုနိုင်ခဲ့ပြီးရှင်းသည့်84နှစ်အတွင်းမြမနိုင်ငံရေးနှင့်ပတ်သက်၍လုံခြုံရေးကောင်စီပထမဆုံးချိန်ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ရေးဆုံးဖြတ်ချက်ထဲမှာအကြံဖတ်မှုများချက်ချင်းရရန်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်အာဆီယံသဘောတူညီချက်များကိုကောင်းထည့်ဖို့ရန်မြမပြည်သူတို့ရဲ့ဒီမိုကရေစီနှင့်လူ့ခွင့်ရေးကိုလေးစားလိုက်နိုင်ရန်စာနာမှုကူညီများကို ုအကန့်အသတ်မရှိခွင့်ပြုပေးရန်စသည့်အချက်များပါဝင်တော်လဲရင်းဆုံးဖြတ်ချက်များကိုလိုက်နာဖော်ဆောင်ခြင်းမရှိပါကမိတို့မိဖို့အရေးယူမည်ဆိုသည့်အချက်များမပါသဖြင့်စေယုစုကယနေ့ထိတိုင်မဖော်ဆောင်ပေနှင့်လူရှုထားစေဖြစ်ကြောင်းသိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့တော်လန်ရေးဖွဲ့တွေလှုပ်ရှားတဲ့ဒေတာတွေမှာရွေးကောက်ပွဲကွက်လုလာနိုင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ဥဆောင်ခြင်းပါမယ်။အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲမှာစစ်တပ်ကတစိမ့်တစ်ပိုင်းထိန်းချုပ်ထားနိုင်ပြီးတော်လန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ဒေတာအတွင်းကွက်လုလာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ခြင်းပါမယ်။အထွေထွေရွေးကောက်ပွဲမှာစစ်ကောင်မရှင်ပြည်ဝထိန်းချုပ်ထားနိုင်တဲ့မြို့နယ်အများစုကိုဦးစားပေးထားပြီးအပိုင်းတဲ့အဖြစ်တရားနှစ်မြို့နယ်မှာပြုလုပ်သွားမှာပါ။ရွေးကောက် ွဲပိုင်းနှစ်ကိုတော့2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကလွှဲရင်ကြံတိုင်းနဲ့ပြည်နယ်အတွင်းရှိမြို့နယ်တရာမှာပြုလုပ်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ28ရက်မှာကြေညာပါတယ်။ ညနေပေါင်း330ရှိတဲ့မြန်မာနိုင်ငံမှာစစ်ကောမရှင်ကအပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲကျင်းပမှာပြင်လို့အပိုင်း၃အတွက်82မြို့နယ်သာပြုလုပ်ရမှာပါ။အကြောင်းကတော့တိုင်းနယ်ပြည်နယ်၈ခုရှိ56မြို့နယ်ကိုရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဝန်ခံထားပြီးဖြစ်ပါတယ်။ဒေါ်လန်ရီအင်အားစုတွေကစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲကိုအတူရောင်ဖြစ်သတ်မှတ်ထားပြီးသူတို့ထိန်းချုပ်လှုပ်ရှားနေမြေတွေမှာကျင်းပအခွင့်ပြုမှာမဟုတ်တယ်လို့စန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြောထားကြတာပါ။ တဖက်မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတဲ့အညာဒေတာနဲ့ကရင်နီကမြို့နယ်တချို့လိုမှာစစ်တပ်ကမြို့ပေါ်တွေမှာသာအပြေအဝထိန်းချုပ်ထားနိုင်ပြီးကျေးရွာတွေကိုတော့လက်နက်ကင်တွန်းလိုင်းရေးဖွဲ့တွေကစုမိုးထားတာပါ စီဒီအမ်ဘူကြီးစင်ရောကနှစ်ဖက်ဖွဲ့တွေအပြိုင်ဆိုင်ထိန်းချုပ်ထားတဲ့ဒေသတွင်းစစ်တပ်ရှိတဲ့နေရာတွေမှာသာမဲယုံဆောက်ပြီးလုံခြုံရေးအင်အားနဲ့ရွေးကောက်ပွဲကိုကွက်လွတ်သွားမယ်အနေထားလို့သုံးသပ်ပါတယ်။စစ်အင်အားကိုထပ်ပြီးတိုးချဲ့မှာမဟုတ်ဘူးသူတို့မျိုးပေါ်ကမဲယုံကိုကောက်ွယ်မယ်ပြီးရင်ရှိပြီးသားအနေထားလေးတိုင်းပဲမဲယုံဆောက်လို့ရနိုင်မယ်နေရာလေးတွေမှာပဲဝုံဝဝိုင်းဝိုင်းလှုပ်သွားမှာပေါ့လှုပ်တဲ့အချိန်မှာသူတို့ကြမ်းဖော်လေနိုင်ပြီးသားဖြစ်သွားမယ်။ သူတို့မဲယုံကိုလည်းကာကွယ်ရေးလုံခြုံရေးအင်အားရော့စရာမလိုတော့ဘူး။ဟိုဘက်ကလည်းသွားပြီးစစ်ကြောင်းထိုးလို့ဆရာမလို့ဘူးအဲ့ဒီအချိန်မှာလေကြောင်းတိုက်ခိုက်မှုနဲ့နှောက်ရက်နေပြီးတော့သူတို့ဆိုးမှုပြီးတော့ခြေကုန်းရပြီးတာနေရာလေးတွေမှာပဲကွက်ကွက်ကလေးနဲ့ရွေးကောက်ဝင်လုံလာမယ်အနေထားမျိုးလို့သုံးသပ်ရပါတယ်ခင်ဗျာဟုဆိုပါတယ် ။မွန်ပြည်နယ်မှာတော့ရွေးကောက်ပွဲအပိုင်း၄ဖြင့်မော်လမြိုင်၊ကြိုက်ထုတထုံ၊ကြိုင်မျိုးနှင့်ချောင်းစုံမျိုးနယ်မှာကျင်းပမှာဖြစ်ပြီးအပိုင်း၄ကတော့ဘီလင်မှုတုံတန်ဖြူစီရဲ့ရေနှင့်ပေါင်မျိုးနယ်တို့မှပါဝင်ပါတယ်။ဒါပြင်တနင်္သာရီမြောက်ပိုင်းရေပြူမျိုးနယ်ကိုလည်းရွေးကောက်ပွဲကျင်းပမယ့်အပိုင်း၄မှာထည့်သွင်းထားပါတယ်။ အဲ့ဒီထက်ကတထုံခရိုင်ပါဝင်မွန်တောင်ပိုင်းနဲ့ရေပြူမြို့နယ်တို့ဟာလက်နက်ကင်တွန်လိုက်ရေးအင်အားစုတွေစီးရင်လှုပ်ရှားတဲ့ဒေသတွေဖြစ်ပြီးလက်ရှိမှာလည်းစစ်တပ်ကအင်အားသုံးကာကျေးရွာတွေအထိစစ်ကြောင်းထိုးနေတာဖြစ်ကြောင်းသိရှိရပါတယ်။